အနုပညာရှင်တွေဆယ်လီတွေနဲ့ကြီးကျယ်ခမ်းနားစွာဆိုင်ဖွင့်ခဲ့ပေမယ့်ပြည်ထနာတက်ကဆိုင်ပိတ်လိုက်ရတဲ့ဖတ်တီမရဲ့နောက်ကွယ်ကအကြောင်းရင်းပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်လောကမှာအောင်မြင်မှုဆိုတာမတည်မြဲပါဘူးအောင်မြင်ရင်ကြာရှုံးမှုဆိုတာလည်းရှိစမြဲပါ လက်ရှိဗကုံးမြို့မှာဖြစ်ပျက်နေတဲ့ဖတ်တီမရဲ့ဆိုင်ဖွင့်ပွဲကရက်နဲ့တော်တော်လေးကိုကန့်ညင်နေပါတယ်။လွန်ခဲ့တဲ့ရက်ပိုင်းလေးကပဲတမျိုးလုံးတုံဟီးသွားအောင်အနုပညာရှင်တွေဆယ်လီတွေငှားရမ်းပြီးတော့ပွဲကြီးပွဲကောင်းလုပ်ခဲ့တဲ့ဖတ်တီမရဲ့ဗကုံးဆိုင်ခွဲတဲ့ကြီးကဖွေပြီးနေရကြမှာတဲ့ဇာသိန်းခန်းကိုရောက်သွားခဲ့ပါပြီ။ဒါဟာရိုးရိုးရှင်းရှင်းဆိုင်ပိတ်လိုက်ရတာမဟုတ်ပါဘူး။ဆိုင်ပုတ်တွေပါဖြုတ်အပြင်အဆင်တွေပါဖျက်သိမ်းပြီးဆိုင်မရှိတော့ပါဆိုတဲ့အခြေအနေထိရောက်သွားတာဖြစ်ပါတယ်။ဒီဖြစ်စဉ်မှာပြည်သက်တွေအဓိကစိတ်ဝင်စားနေကြတာကဘာကြောင့်လဲဆိုတဲ့မေးခွန်းပါပဲ။ ပထမဆုံးသုံးသရမှာကငွေချင်းအင်အားနဲ့ဥပဒေရဲ့အပြိုင်မှုပါပဲ။ဆန်ဖွန်ဝဲနေ့ကဖတိမဟာငွေဆက်ကူတွေကိုမိုးရွာတယ်လို့ကြဲချပြခဲ့တယ်လို့နာမည်ကြီးဆန်လီတွေကိုလည်းငွေပုံပေးကဖိတ်ကြားခဲ့ပါတယ်။ဒါကမာကတ်တီသဘောတရားအရာကြီးရင်တော့အောင်မြင်တယ်လို့ဆိုရမှာပါ။လူတွေစိတ်ဝင်စားမယ်၊လာကြည့်ကြမယ်၊နာမည်ကြီးမယ်၊လူစိတ်ဝင်စားကအောင်မြင်မယ်ထင်ကြတာပါ။ဒါပေမဲ့လက်တွေ့စည်းဝေးလုပ်ငန်းတခုတည်ထောင်တဲ့အခါမှာမာကတ်တီထက်ပိုအရေးကြီးတာကဥပဒေလိုက်နာမှုလုံထုံးလုံနီလိုက်နာမှုပါပဲ။လက်ရှိသတင်းထွက်နေတာတွေအရာဒီဇိုင်းကွင်း င်းဟာစီပင်သာယာရေးအဖွဲ့ရဲ့ခွင့်ပြုချက်အပြည့်အစုံမရရှိသေးတာ FDA အစည်းအကမ်းချက်တွေနဲ့ကန့်ညီမှုမရှိတာပြီးတော့ဖွံ့ဖွဲနေကလမ်းပိတ်ဆို့မှုကြောင့်အများပြည်သူတိုင်ကြားခံရတာတွေပါဝင်နေရလို့သိရပါတယ်ဒီအချက်တွေကိုကြည့်ရင်ဖတ်တီးမနေတဲ့ငွေရှိရင်ပြီးတာပဲလူစီရင်ပြီးတာပဲဆိုတဲ့အတွေးနဲ့အပေါ်ရန်ရှိုးထိုးဖို့လောက်ပဲပြင်ဆင်ခဲ့ပြီးတော့အနှစ်သာရပိုင်းဖြစ်တဲ့တရားဝင်မှုကိုလစ်လျော်ရှုခဲ့ပုံရပါတယ် နောက်ထပ်ထူးခြားတာတစ်ခုကတိတ်ဆိတ်နေခြင်းမှာပဲပုံမှန်ဆိုရင်ဖတိမဟာထမင်းဆိုင်တောင်လိုင်းလွင့်ရေတောင်းရင်တောင်ပို့စတင်တဲ့ဆိုရှယ်မီဒီယာအင်ဖလူအင်ဆာတယောက်ပါဒါပေမဲ့အခုလိုသူမရဲ့ဂုံတိတ်ခါနဲ့ဆိုင်တဲ့ပြဿနာတက်နေချိန်မှာဘာသာမှမကြရပဲရင်ကုန်နှုတ်ပိတ်နေပါတယ်ဒါကဘာကိုပြနေလဲဆိုတော့ပြဿနာကသူမထင်ထားတာထက်ပိုကြီးမားနေတယ်ဆိုတာပါပဲသူမနေနဲ့အခုချိန်မှာလူမှုကွန်ရက်ပေါ်တက်လာရင်ပို့ပြီးတော့ဝေဖန်တိုက်ခိုက်ခံရမှာကိုကြောက်နေပုံရသလို ဥပဒေအရဖြည့်ရှင်းနေရတဲ့အပိုင်းတွေလည်းရှိနေနိုင်ပါတယ်။ဒီဖြစ်ရပ်ကခေတ်သစ် online လုပ်ငန်းရှင်တွေအတွက်အကြီးမားတဲ့သင်ခန်းစာတစ်ခုပါ။ online မှာနာမည်ကြီးတာနဲ့မြေပြင်မှာလုပ်ငန်းလုပ်ခွင့်ရတာမတူပါဘူး။ဆယ်လီရင်ငါးပေးပွဲလုပ်တာကခဏတာလူစိတ်ဝင်စားမှုကိုရစေပေမဲ့ခိုင်မာတဲ့လိုင်စင်နဲ့စည်းကမ်းလိုက်နာမှုကမှရေရှည်ရည်တည်မှုကိုပေးနိုင်တာပါ။အများပြည်သူကိုအနောက်ရှက်ဖြစ်စေတဲ့ marketing မျိုးဟာရေရှည်မှာကုလုပ်ငန်းကိုဒုက္ခပေးတတ်ပါတယ်။အခုဆိုရင်ကြီးကျယ်ခန်းတဲ့ဆန်ဖွင့်ပွဲကြီးဟာပြည့်ရပြူစရာပြဿနာတစ်ခုလိုဖြစ်သွားခဲ့ပါပြီ။ နီးထားတဲ့ငွေကြေးတွေဆိုင်အပြင်အစင်ကားတွေကြုံညာကားတွေအလုံးသေးသေးရေတုံဖြစ်သွားခဲ့ရပါပြီ။ဒါဟာစနစ်တကျမပြင်းစင်ပဲစိတ်မြန်လက်မြန်လှုပ်ဆောင်မှုရဲ့ရလဒ်ဆိုးတစ်ခုပါပဲ။ကဲပရိသတ်ကြီးဆယ်လီတွေနဲ့အုံအုံကြွကြွဖွင့်လိုက်ပြီးမှနှစ်ရက်ထဲနဲ့ဏီကုန်းချုပ်သွားတယ်။ဖတိမရဲ့ဒီဖြစ်ရပေါ်မှာဘလို့မြင်ကြလဲ။စင်ဘိုးထက်ချွန်ဘိုးကြီးဆိုသလိုအပေါ်ရန်ကြော်ညာဘိုးလောက်အားဆိုင်ပြီးတော့အခြေခံဥပဒေတွေကိုမေ့လျော့နေခဲ့တဲ့သူမရဲ့လုပ်ရပေါ်မှာပရိသတ်တို့ရဲ့ပွင့်လင်းတဲ့သဘောထားတွေကိုဆွေးနွေးပေးပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။